မိတ်ဆွေများကျွန်တော်အချိန်နဲ့ဆက်ဆက်ကျွန်တော်ရဲ့ member organize site လေးကိုကျွန်တော်ချပြလိုက်ပါတယ်နော်မိတ်ဆွေများမိတ်ဆွေများအားလုံးဒီ site လေးကိုကြည့်ပြီးတော့ကျွန်တော်ခဏတော့မပြောတော့ပါဘူး site လေးကနေပြီးတော့တွာလာလေးပြောပြလိုက်မိတ်ဆွေများနော်စဉ်းစားပြီးတော့ member ခဏရင်ကျွန်တော်ရဲ့ member ခဏအောက်ွက်ကိုပေါ်ထုတ်ပြီးတော့ထုတ်လိုက်ကြပါနော်အားလုံးပဲကျွန်တော်မိတ်ဆွေများဒီ member ခဏရဲ့ site ကိုကျွန်တော်နော်ဘယ်ရစမလို့ဆိုကျွန်တော်2020ခုနှစ်ကရှိရနော်2020မှာနှစ်ထိပ်စီ3ညခါ6နောက်ပိတ်ဒီခဏ3လုံးပေါင်းရင်3ညလို့ဖြစ်ခဲ့တယ် ဒါနှစ်ကတည်းရှိတာเนาะကျွန်တော်တခြားလေးဖြင်းပြအောင်เนาะနှစ်ထိန်စီ၃ညခါ၈နောက်ပြီးကနန်း၃လုံးပေါင်းလို့ရှိရင်၃ညလို့ဖြစ်ပြီးတပိုင်းနဲ့ तू อ่ะနောက်တစ်နှစ်ကိုရင်ဆိုင်မှာသွားတာကကိုပရိတ်တပရိတ်၃ညလို့ဖြစ်ခဲ့တယ်အဲ့၃ညလို့ဖြစ်ပြီးရတယ်ပဲနဲ့ तू อ่ะနောက်တစ်ပြင်ကိုတုတ်ခါလေးက၃၃ညခါခွာလိုက်တယ်ပဲ၃ညခါเนาะဒီကနန်းနှလုံးပေါင်းရင်၃ညเนาะကျွန်တော်နှစ်ထိန်စီ၃ညထိန်၃ညခါနဲ့၈နောက်ပိုင်းနဲ့ဒီကနန်း၃လုံးပေါင်းလို့ရှိရင်၃ညအဲ့ဒီ၃ညကိုဒီပရိတ်နှလုံးပေါင်းရင်၃ညဒီပရိတ်နှလုံးပေါင်း၃ညပြီးတော့ ဒီတုံခါလေးနဲ့ခါလေးနဲ့ဒီတုံရလို့ဖြစ်ခဲ့တယ်နော်ဟုတ်ပြီဒါပထမကသူကနှက်ကတဲ့ရှိတာနေရှင်းမောက်လိုင်းနေနော်မေစီမကျွန်တော်နော်တန်ချီကြီးလိုက်နော်နောက်ဒုတိယကကိုကျွန်တော်ရောက်စက်နေစိုက်ကိုပွားမယ်ဟုတ်ပြီအဲဒီမှာ2020ပဲနော်2020ပဲသူကလောက်လာတာကပုံညာထိပ်စီဟိုခါတင်းနောက်ပိတ်ဒီကနန်းသုံးလုံးပေါင်းလို့ရှိရင်တစ်လူတုံရလို့ဖြစ်ခဲ့တယ်တုံရလို့ဖြစ်ပြီတပိုင်းနဲ့သူကဗရိတ်နှလုံးပေါင်းလို့ရှိရင်တစ်ခွန်တစ်ကိုဗရိတ်နဲ့ဒီဘက်က66ကိုတစ်ဗရိတ်ဗရိတ်နှလုံးပေါင်းလို့ရှိရင်တုံရလို့ဖြစ်ခဲ့တယ် အဲ့ဒီတုံညကြောင့်မို့လို့သူကဒီခါနဲ့သူအောက်ပြန်ခါနဲ့တုံညလို့ဖြစ်ခဲ့တယ်ဟုတ်ပြီနော်အဲ့ဒီတော့ဒုတိယအချိန်စဉ်ဒုတိယဆက်တော့ကြပါဦးနော်ဒါပထမဒုတိယကံရောရောက်ဆက်ပြဟုတ်ပြီငါတို့ကတ်မှလည်းနော်ဒါအတိုင်းနဲ့ပြန်သွားတာနော်ဒီတုံးလုံးမုံတုံညာကိုဒီပရိနှလုံးမုံတုံညာပြီးဒီကောင်းတဲ့ဒီကောင်းတုံညာပြီးတော့တုံညာရဲ့နှက်ခဒီမဲ့အပေါ်မှကြည့်ရနော်တစ်ခါ၆ခါအနန်းနှလုံးပေါင်းလို့ရှိရင်ခုံလို့ဖြစ်ခဲ့တယ်နော်ဟုတ်ပြီအဲဒီတိုင်းပုံစံလေးပဲကျွန်တော်တို့ပြန်ကြည့်လိုက်နော်ဒီမဲ့နော်ဟုတ်လား တုံညာထိတ်ကိုခံတင်းတော့လေအနန္တမောင်းရင်တုံညာပြီးတော့ဟာပရိနလုံးမောင်းရင်တုံညာလို့ဖြစ်ပြီးတော့ဒီတုံညာခါတုံညာခါတုံညာလည်းအုပ်စုသွားပြီးတယ်ရိုင်းနေမယ်သူကတစ်ခါလေးနဲ့၆ခါလေးနဲ့တုံညာရင်နဲ့ခါခွန်းလို့လုပ်ခဲ့နော်သူဒီမှာကသူကနော်သူ့ရဲ့စိုက်ကသူ့ဖော်မြူလာကပါဝါနက်ခတ်ကိုအကုန်ထည့်ထားတာနော်နော်အဲ့တော့ပြန်ကြည့်နော်ဒီကောင်ကလက်ခတ်သွားပြီဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်တို့ဒုတိယအနေနဲ့ပါဝါတစ်ချက်ပြန်သွားကြည့်ကြရအောင် ဒီကနန်းသုံးလုံးပေါင်းရင်3ရဒီပရိတ်နှလုံးပေါင်းရင်3ရပြီးဒီကောင်3ရပြီး3ရရတဲ့အခါခုံးလို့လည်းဖြစ်ပြီးအဲ့တော့3ရရဲ့ပါဝါ5ဆိုတာလည်းသူကထည့်ထားခဲ့တာနော်သူရဲ့ညတို့2024ဒီမှာနော်တုံးတုံးဟိုဟာတုံးဒိတ်စီ6ဒိတ်စီ6ဒိတ်စီဒီကနန်းသုံးလုံးပေါင်းရင်5လို့ဖြစ်ခဲ့တယ်ဟုတ်ပြီအဲ့သူကအုပ်ဆောင်ကသွားတာပါဝါနှစ်ခါအကုန်တွဲသွားတာနော်အဲ့ဒါဒီကောင်ကပါဝါဟလားနှစ်3ရရှိသည်3ရ3ရရဲ့နှစ်ခါသည်ခုံးလို့ဖြစ်ခဲ့တယ်ခုနော်အဲ့3ရရဲ့ပါဝါကိုသူက5လို့အစံပြန်ထည့်ထားခဲ့တာ ထုတ်ပြီးအဲ့လိုဆိုလို့ချင်းကျွန်တော်တို့ဒုတိယကတ်ကလည်းနော်ဖုန်ကြီးလည်းငါသွားတယ်နော်မိတ်ဆွေများနော်ဘုံရတဲ့ဒီကိုခတင်းတော်ပေးကဏ္ဍသုံးလုံးပေါင်းရင်တုံညာဖြစ်ပြီးတော့ပရိနှလုံးပေါင်းရင်တုံညာလုံးဖြစ်ခဲ့တယ်အဲ့ဒီတုံညာကြောင့်မလို့ဒီနောက်ပင်မှာဟလာနောက်ပင်ကိုဆက်သွားတာကတုံညာခန်းနဲ့တုံညာခန်းနဲ့ဒီတုံညာလုံးဖြစ်ခဲ့တယ်ဒီတုံညာရဲ့နှစ်ခက်ကိုဒီနော်ဒုတိယပင်မှာလည်းသူကဟလာပထမအကတ်တိုင်းပဲသူကဒီခါနဲ့6ခါနဲ့အနန္တလုံးပေါင်းရင်ခုံလို့ဖြစ်ခဲ့300ရဲ့နှက်ခုံလို့ဖြစ်ပြီးတော့တပြိုင်နဲ့ तू ကပထမကပုံစံမှာ तू ကပါဝါကိုပြန်ထည့်လာနော်ဒီ300က ဒီ3ညဒီ3ညဒီ3ညအကြောင်းမလို့ဒီမှာ3ညရင်ပါပါ9လို့ပြန်လုတ်ခဲ့တာနော်6ထည်စီကို6ထည်စီ9ထည်စီ3ညထည်စီဒီကဏ္ဍ3လုံးပေါင်းရင်9လို့ဖြစ်ခဲ့တယ်အဲ့တော့ဒီကဏ္ဍအုပ်စုကနေပြီးကျွန်တော်တုန်ကြီးတဲ့အနေထားကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်ကနော်ဒီ site ကိုကျွန်တော်လက်သက်ခံလိုက်တယ်ပေါ့ဗျာဟုတ်ပြီအဲ့ဒီ site ကနေကျွန်တော်ကဏ္ဍထုတ်လိုက်တာကဏ္ဍတော့ကျွန်တော်မိတ်ဆွေများကိုမပြောတော့ပါဘူးနော်အဲ့တော့မိတ်ဆွေများဒီအော်သူ့ရဲ့အနေထားအောက်မှာကဟုတ်လားဒီမှာ10နောက်ပိတ်လေဒီကဏ္ဍကြပြင်မှာက63တင်းနောက်ပိတ်ရှိတယ်ကျွန်တော်တို့ကြပြင်မှာကလည်းဟုတ်လားအဲ့တော့ဒီမှာကြပြင် 696ရဲ့အောက်ကကြပြင်မှာဟုတ်လားတင်းနောက်ပင်လို့ရှိတယ်တင်းနောက်ပင်လို့ရှိဖို့ကျွန်တော်အဲ့လာကိုနောက်တစ်ဆိုင်အနေနဲ့ကျွန်တော်ပြန်သွားကြည့်ရအောင်ဟုတ်နော်ဒီကခဏတိဆောက်ပုံကတမန်ကရှန်ကထုတ်လာတာမဟုတ်ဘဲနဲ့သူလုတ်ထားတာဒီခုနကမိသိမြောင်ကိုကျွန်တော်2020ခုနှစ်ကနေစတယ်ဇန်လန်းဆိုကျွန်တော်ပြောခဲ့တယ်ဟုတ်ပြီနောက်မတူညီတဲ့ site ဒီ site ကပဲကျွန်တော်ပြန်သွားကြမယ်နော်ဟုတ်ပြီအဲ့ဒါကျတဲ့သူကပဲ2019ကနေပြောစလာနော်ဟုတ်ပြီပြန်ကြည့်လမ်းတော့ရေးစင်မှာ2019မှာကဟဲ့လားရှင်းလုံးမုံ650ရှင်းလုံးမုံ1ဆိုတာရှိတယ် ်ရှင်းနှလုံးပေါင်းတစ်လို့ရှိပြီလေဗျာနဲ့သူ့ရဲ့မြင်းကုန်ဒီမှာတိပတိတူထောက်ထားပြီသူ့ရဲ့တိပတိတူထောက်ထားပြီတယ်ဗျာနဲ့သူ့ရဲ့တနည်းကြော်လိုက်တဲ့တယ်ဗျာနဲ့တနည်းနှစ်နှစ်သုံးနှစ်အဲလုံးနှစ်မြောက်တယ်မှာသူကငါကိုကုန်တိပတိဆိုပြန်ချခဲ့တယ်ငါကိုကုန်တိကရဲလို့တိပတိလို့ပြန်ချပြီသူ့ရဲ့နောက်ထပ်တကလေးနှစ်မြောက်မှာဟာလားတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာကျွန်တော်တို့ကြမြင်မှာ963ဆိုတဲ့ခဏကြီးရှိတဲ့ပုံမှာကသူက6 6 4ဆိုတာလေဗရိတ်လေးကိုချတယ်ဆိုတော့ဒါကကျွန်တော်ပြောချင်တာကတော့ဒီနှလုံးပေါင်းတစ်ကိုဗရိတ်တစ်ရိုက်တယ် ပရိတ်တိရိုက်ပြီးတော့တခါ तू ကနောက်တစ်နှစ်သုံးနှစ်မြင်းကုန်လေးမှာပြန်ကြည့်တိပရိတ်ပြန်ရိုက်ခဲ့တယ်နော်တိပရိတ်လို့ရိုက်ပြီးတော့ तू ကငါတို့2025 6ခုမရိုက်ခင်လေးနောက်တစ်နှစ်24ခုနဲ့မကလေး तू ကဇောင်းထုံးလေးပြန်ထိုးရတာကဒါဘာနောက်ပိ3ခါ6နောက်ပိနဲ့၆ထိတ်ဒီနဲ့ခဏသုံးလုံးပေါင်းတက်လို့ဖြစ်ပြီးမှအောက်မှာတက်ထိုင်ထားပြီးမှကျွန်တော်ဒီမြင်းကုံလေးမှာရှစ်လေးကိုဆိုတဲ့ဘယ်လေးကိုချခဲ့တာ။ဒါဖမကနော်ကျွန်တော်မာမထုတ်လာတဲ့ဆိုင်ပါ။ဟုတ်ပြီ။ဒုတိယကတ်ကိုကျွန်တော်ပြန်သွားကြည့်မယ်။ဒုတိယကတ်လည်းတူနဲ့အတူတူပဲမြင်စင်မယ်နော်။ပြန်ကြည့်ကြည့်လိုက်နော်။သူကအတူတူပဲပဲ 2019ကနေပြီးတော့စတဲ့ပြုတ်လာတဲ့ site လေးပေါ့နော်ကျွန်တော်ဒီအချိန်နောက်ဆုံးချိန်ပဲနောက်ထပ်မလဲသူက site မရှိတော့သူကဒီအချိန်ကိုဒီတစ်ခါနဲ့ပေးရတယ်နော်ရှင်းနှလုံးပေါင်းတိရှင်းနှလုံးပေါင်းတိရိုက်ပြီးတိပရိရိုက်တယ်အဲ့ဒီတိကိုနောက်တနေ့မြင်းကုန်လေးတနေ့ကြော်လိုက်တယ်ပဲနဲ့တိပရိလို့ရိုက်တယ်အဲ့ဒီတိပရိလို့ရိုက်ပြီးရတယ်ပဲနဲ့သူကအင်းနောက်တနေ့သူ့ရဲ့ထိတ်သီးပေါ်မှာဟဲ့လားနောက်တနေ့မြင်းဆောင်ပေါ်မှာကြာတော့သူကတစ်ခါလို့ချပေးပြီးမှဟဲ့လားသူ့ရဲ့နောက်တနေ့တွေ့တယ်လို့ရှိရင်ငါနောက်ပေး6ခါ၃ခါထိနေတယ်အနန်းသုံးလုံးပေါင်းတိလို့ဖြစ်ပြီးတယ်ပဲကျွန်တော်2025ခု19ချိန်မှာတိပရိလို့သူရိုက်သွားခဲ့တာ နော်မေဆွေများတစ်ပိလို့ရိုက်သွားပြီအဲ့သွားပြီးတော့ဒီအချိန်မှာဖမ်းဖို့ရပြီဒီအောက်မှာလည်းသူကတတတတလုံးထောက်ထားပြီးမှသူကဒီမှာရိုက်မှာနော်ထုတ်ပြီသူပေါင်ဝါနဲ့ကထည့်ထားရတဲ့ကဘာလေးလဲဆိုတော့ကျွန်တော်မေဆွေများအောင်နော်နမကတ်ကိုပြန်သွားကြည့်မယ်နော်သူကကျွန်တော်တို့ဒီရှင်နှလုံးပေါင်းတိရှင်နှလုံးပေါင်းတိတစ်လို့ရိုက်ပြီးတော့အောက်ဆောင်လေးမှာကတော့ကိုပရိတ်လို့ရိုက်ထားခဲ့တယ်နော်နော်ပထမပထမမူရင်းတင်တဲ့ကဒုတိယကတ်ကိုလည်းကျွန်တော်ထုံလေးလည်းကတူလားမတူလားမသိဘူးပြန်ဆုံးဖြတ်ကြည့်နော်အရှင်နှလုံးပေါင်း96ကျွဲနဲ့တက်လို့ရိုက်ပြီးတိပတိရိုက်ထားတယ် တက်လို့ရိုက်ပြီနောက်တစ်ချိန်မှာ तू ကွန်တက်ကွန်တက်တက်လို့ရိုက်ကိုပရိတ်လို့ရိုက်ထားခဲ့တာနော်ကိုပရိတ်လို့ရိုက်ထားတယ်နော်အတူတူတူဖြစ်သွားမှာမဟုတ်ဘူးတာသာမျိုးလို့ပမာကကိုပြန်သွားကြည့်ဒီကိုပရိတ်ကြောင့်မလို့တဲ့သူရတနေ့ကြော်လိုက်တယ်မနေ့တနေ့နှစ်နှစ်သုံးနှစ်တိုင်းမနေ့ကိုရဲ့ဘာဘာလေးလို့ထောက်ထားခဲ့နော်လေးထိပ်စီဟဲ့လားလေးတိတိကစားရတယ်လေးထိပ်စီလေးထိပ်စီ၆ထိပ်စီအနန်းသုံးလုံးပေါင်းရင်းလေးလို့ပြီးအဲ့လေးစီဒီကိုဒီကိုရဲ့ဘာဘာဒီသုံးလုံးပေါင်းလေးလို့လုပ်ပြီးတယ်မနေ့ तू ကနောက်တစ်ပြင်တစ်ပြင်ကြော်လိုက်တယ်မနေ့ကိုတုံညာခေါ်မှာကိုထိပ်စီကိုချခဲ့တာသူပါဝါနှက်ခတ်နဲ့အကုန်ကစားခဲ့တာ ထုတ်ပြီးဒါပထမကဒုတိယကမလည်းရောပြန်ကြည့်ကြည့်လိုက်ဒုတိယကမလည်းရောပြန်ကြည့်ရနော်ဒီရှင်းလုံးပေါင်းတိတုံးများရှင်းတုံးတိပတိလို့ရိုက်ပြီးသူ့ရဲ့ရင်းကုန်လေးမှာအောက်မှာနော်တိခွန်တိတိပတိလို့သူရိုက်ပြီးတော့ကိုပရိတ်ပေါ့ဗျာကိုပရိတ်ရိုက်ပြီးသူ့ရဲ့တနေ့နေ့နေ့၃နေ့မြောက်မှာသူကရှစ်ထိပ်စီရှစ်ထိပ်စီနှစ်ထိပ်စီလေးထိပ်စီခဏသုံးလုံးပေါင်းလေးလို့ပြီးလေးရဲ့ပေါင်းမှာကိုပရိတ်လို့ရိုက်ထား ဒီခဏသွားလာအကုန်လေးနေနေတာမိတ်ဆွေများเนาะကျွန်တော်အဲ့ရနေပြီးတော့ပါဝါနှစ်ခတ်အကုန်ထုတ်ထားကြတဲ့ line လေးဖြစ်နေလို့မိတ်ဆွေများအုံနောက်အုံနောက်လေးသုံးပြီးတော့မိတ်ဆွေများကြည့်ကြပြီးရိုက်လိုက်ပါကျွန်တော်ဒါတော့ပဲကူညီနိုင်ပါလေမိတ်ဆွေများကိုကျွန်တော် member only ခဏ site ကိုချပြလိုက်ပါရเนาะမိတ်ဆွေများเนาะအတိုးချုပ်ပြောလိုက်ရင်တော့တိအုပ်စုတိအုပ်စုတိအုပ်စုဒီလိုဇောင်းထိုးလူတိလို့ဖြစ်ပြီးတိပိတိရိုက်ပြီးဒီချိန်မှာရိုက်တော့အောက်မှာလည်းသူကတလုံးခဏခဲ့ပါလေဒါပထမကဒုတိယကတ်မှာလည်းညတော့မိတ်ဆွေများเนาะအတူတူပဲမိတ်ဆွေများခဏအဆန်နဲ့တူတူပဲရှင်းလုံးပေါင်းတိတိပိတိဗိတ်တိ ီပရိတ်တိပရိတ်တိပရိတ်တိလူရိုက်တာမြက်ခင်လဲသူကလဲငါထိတ်ငါနောက်မိတ်6ခါ3ခါထိတ်နေပရိတ်ခဏသုံးလုံးမောင်းတက်လို့ဖြစ်ပြီးတက်နောက်ထိုင်မှာတိပရိတ်လည်းရိုက်ထားခဲ့ပြီရိုက်ထားတဲ့ပဲနဲ့ညတို့ဒီချိန်မှာဟလာပရိတ်တော်လကောင်ခဏလုံးပိုင်တော့ကမိတ်ဆွေများအရှာကြည့်လိုက်ပါမိတ်ဆွေများတန်ကောင်းလို့ရှိရင်တော့ဟလာရှာတော်လို့အုံတော့ကောင်းတဲ့လူဆိုတော့ခဏတွေ့ပါလိမ့်မယ်ကျွန်တော်မမခဏကိုပြောထားတဲ့အတွက်ကျွန်တော်ခဏလည်းမပြောနိုင်ပါဘူးအားလုံးပဲမိတ်ဆွေများနော်ဒီဆိုင်လေးကိုကြည့်ပြီးတော့မိတ်ဆွေများအားလုံးသုံးသပ်ကြည့်ပါဒီဆိုင်လေးလည်းမြင်ကျွန်တော် စိုက်ကောင်းလားမကောင်းလားဆိုမိသမီးကိုကျွန်တော်ကအဲမိသမီးသုံးတက်ပြီးခြာကြည့်လိုက်ပါတော့အလုံးမဲ့မိသမီးဒီအချိန်နဲ့ဆက်မှာဒီစိုက်လေးကိုကျွန်တော်အချိန်မီလေးတင်ပြပေးလိုက်ပါတယ်ကျွန်တော်ဒီစိုက်ကကျွန်တော်အစတည်းကျွန်တော်တွေးပြီးသားပါကျွန်တော်မပြခဲ့ပါဘူးမပြလို့ဆိုမပြလို့မဖြစ်လို့မပြခဲ့တာပါနော်အလုံးမဲ့မိသမီးနားအောင်နားလည်ပြီးကြပါကျွန်တော်ကမမခေါ်တဲ့အတွက်နော်မိသမီးဒါကိုကျွန်တော်ကတည်းကမနေနိုင်တဲ့အတွက်မိသမီးကိုကျွန်တော်စိုက်လေးအနေနဲ့တော့ကျွန်တော်ဒီအချိန်နဲ့ဆက်မှာစိုက်လေးကိုခြာပြလိုက်ပါတယ်အလုံးများမိသမီးနော်ဒီစိတ်ချင်းတဲ့ဆက်မှာဒီစိုက်ကနေကျွန်တော် member order ထုတ်ထားတဲ့အတွက်เนาะမိတ်ဆွေများ ရှာကြိုးစားပြီးရှာကြည့်လိုက်ပါအားလုံးပဲမိတ်ဆွေများပေါက်တီးများရှာတွေ့ကြပါသည်ကျွန်တော်တို့ပေါက်တီးဖြစ်တာဖြစ်တာကတော့ကျွန်တော်ရဲ့ကံတရားပေါ့ဟုတ်လားကျွန်တော်မမထုတ်တာတော့ဒီ site ပါပဲအလုံးစုံမိတ်ဆွေများဒီ site လေးကိုလေ့လာသုံးသပ်ပြီးတော့အချိန်နဲ့မိပါသေးတယ်ဒီနေ့မှ28ရက်ရှိပါတယ်28 29 30 31အခြားထဲမှာအလုံးပေါင်း4ရက်တည်တည်ကြမှာနေမိတ်ဆွေများအလုံးမဒီ site လေးကိုကြည့်ပြီးတော့အသုံးချပြန်နိုင်ဖို့ကျွန်တော် live ပေါ်တက်လိုက်ရင်ဖြစ်ပါတယ်အလုံးမင်္ဂလာပါမိတ်ဆွေများကျွန်တော် live ဆင်ပါခင်ဗျာ